ရသော်ဘုရားသခင်ကိုရောမြတ်ကဌာနကောင်းမှုလုပ်ပြီဆိုလို့ရှိရင်တဲ့ပစ္စည်းဥစ္စာက ကောင်းတာကအဓိကမဟုတ်ဘူးညံ့တာလည်းအဓိကမဟုတ်ဘူးနဲတာလည်းအဓိကမဟုတ်ဘူးတဲ့များတာလည်းအဓိကမဟုတ်ဘူးပစ္စည်းဥစ္စာနဲ့မဆိုင်ဘူးတဲ့ဥပမာမဲ့တိမ့်ချီလူလို့ကုသိုလ်တွေအများကြီးရတယ်တကြံတကြံလူလို့ကုသိုလ်မရဘူးလည်းလို့မရှိဘူးအဓိကကုသိုလ်ဆိုတာယင်တဲ့နှလုံးထဲမှာဖြစ်တာ ကိုယ်စိတ်ဆွမ်းအားကြီးရင်ကြီးသလောက်ဖြစ်တယ်။တစ်ချက်လှူပြီးတော့စိတ်ဆွမ်းအားကထက်သန်တယ်။တသိန်းလှူပြီးတော့စိတ်ဆွမ်းအားကမထက်သန်ဘူးဆိုရင်တစ်ချက်လှူတဲ့လူကပိုရခြင်းရသွားတယ်။ဆွမ်းအားပေါ်မှာမူတည်တာနော်။ဒါကြောင့်မို့ဝေလံမတ်တော့ပါမြတ်စွာဘုရားကကိုလှူတဲ့ပစ္စည်းဝတ္ထုကကောင်းသည်ဖြစ်စေညံ့သည်ဖြစ်စေနည်းသည်ဖြစ်စေများသည်ဖြစ်စေအဓိကမဟုတ်ပါဘူးတဲ့။အဓိကကဘာတော့ဆိုလို့ရှိရင်စိတ်ထားပါ။ အဲ့တော့စိတ်ထားတော့ဘယ်လိုစိတ်ထားရမလို့ဆိုသက်ကိစ္စဒါနံဒိဋ္ဌိသက်ကိစ္စစိတ်ဆိုင်ပြီးတော့လှူရမယ်လှူတဲ့အချိန်အမှတ်တမဲ့လှူတာမျိုးမလုပ်ရဘူးလို့ပြောတယ်နော်မှန်ပါပါဗျာအမှတ်တရမမတ်ရရလှူရမယ်ဘာလေးပဲလှူလှူအမှတ်တရလေးပဲဖြစ်စေရကိုယ်စိတ်ထဲမှာဆွဲဆွဲမြဲမြဲအမှတ်တရတလေးတစားလှူတာမျိုးဖြစ်ရမယ်မှန်ပါပါဗျာနောက်တစ်ခုကစိတ်တိကတ္တဝဒါနံဒိဋ္ဌိလှူတဲ့အခါမှာအလှူခံပုဂ္ဂိုလ်တွေ ပူဇော်တဲ့စိတ်ချီးမြှောက်တဲ့စိတ်မျိုးနဲ့လှူရမယ်အေးတချို့ကအဲ့လိုမဟုတ်ဘူးဒါနကောင်းမှုလုပ်တယ်ဆိုတာငါကောင်းစားဖို့ဆိုတာနဲ့လုပ်မယ်ဆိုလို့ရှိရင်ငါကောင်းစားဖို့ဆိုတဲ့လုပ်ကြရငါကောင်းစားဖို့ဆိုတာတဏှာရဲ့အတွေ့လုပ်ထားတော့ဒါနကောင်းမှုပဲတွေးလိုက်တာကတဏှာအတွေ့အဲ့ဒါကြတော့ဒါနကုသိုလ်ကတချမ်းပဲ့သွားတယ်ပေါ့အကုသိုလ်တွေဝင်လာတယ်ပေါ့ကိုဒါနကောင်းမှုရဲ့ ဒီအကျိုးကိုခံစားလို့ချင်တာဖြစ်လျာဖြစ်လျာဘဝမှာတထေးဖြစ်ပြရစေဆိုတာမျိုးဆူတောင်းတာမျိုးလို့ပေါ့နော်အဲ့ဒီဘက်ကိုစိတ်ကညွတ်ပြီးတော့လှူလိုက်မယ်ဆိုလို့ရှိရင်ဒါဒီဌာနဟာတဏှာနဲ့ရောထွေးသွားတဲ့ဌာနမျိုးဖြစ်သွားတယ်အဲ့တော့ကြောင့်မို့လို့အလှလှပြီးဆိုတဲ့အခါကျလို့ရှိရင် ကို့အတွက်မဟုတ်ဘူးအလှကံပုဂ္ဂိုလ်အတွက်စိတ်ထားရမှာကို့ကအလှကံပုဂ္ဂိုလ်အတွက်ငါလှတဲ့ဌာနကို ဆိုပြီးတော့တန်ခါရီဆိုလို့ရှိရင်ဩဒီဆုံးကိုဖုံးပေးသုံးဆောင်ပြီးတော့ပရိယပฏิပတ်တရားမြတ်တွေကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေ။သို့မဟုတ်ဒီတန်ခါရီရဲ့တဏ္ဍာမရှိတဲ့သီလသမာဓိပညာဆိုတဲ့ဒီခုံရည်ချင်းတွေကိုဒီဆွမ်းနဲ့ပူဆော်ပါတယ်လို့စိတ်ကတည်လို့ထား။အဲ့ဒါအမတန်မှအရေးကြီးတဲ့ဟာတစ်ခုပဲနော်။အဲ့ဒါကြောင့်ဝေလာမတုံပါမြတ်စွာဘုရားစိတ်တိကတ်တော်အတဏ္ဍေတိပူဇော်လိုတဲ့စိတ်ချီးကျောင်းလိုတဲ့စိတ်ထားမ နောက်တစ်ခုကသတ္တတဏ္ဍိဋ္ဌိကိုယ်တိုင်လှုပ်ပါလှူတဲ့တန်းတဲ့အခါမှာကိုယ်တိုင်လှူပါတဲ့အာဂမနဒိဋ္ဌိကောလှူတဲ့တန်းတဲ့အခါမှာကုသိုလ်ကောင်းမှုရဲ့အကျိုးတရားဟာလာမှာပဲရမှာပဲဆိုတဲ့ဒီအကျိုးတရားပေါ်မှာ သိမြင်တဲ့အသိဉာဏ်ရှိဖို့လိုတယ်နောက်တစ်ခုကတော့အနပဝိတံကိုယ်လှူတာကိုယ်စီမှာမလွတ်အပ်လို့စွန့်ပစ်တဲ့အနေမျိုးနဲ့မလှူပါနဲ့ဟုတ်ပါပါဘုရားဟော ဒါဒါနကောင်းမှုလူတိုင်းလူတိုင်းသိတ္တိထားရမယ်ချက်တွေပေါ့နော်အေးအဲ့ဒါလို့လူပြီးဆိုရင်ကောင်းကျိုးချမ်းသာတွေဖြစ်တယ်နောက်တစ်ခုတတိထားစရာကောင်းတာဘာလို့ဆိုရင်ဒါနကောင်းမှုလုပ်ပြီးဆိုလို့ရှိရင်မလူခင်ကဝန်တာနေတယ်လို့လူနေစဲလဲဝန်တာရမယ်လူပြီးတဲ့နောက်မှာလဲဝန်တာအဲ့ဒီ၃မျိုးလုံးဝန်တာနိုင်မလားပုဂ္ဂိုလ်ကိုမိတာကိုယ်စိတ်လေးကိုကိုပြုပြင်တာ တခါတရံဆွမ်းလောင်းတဲ့မှာဆွမ်းလောင်းတယ်နော်ဆွမ်းလောင်းကြအေးစေတနာထက်ထက်တန်တန်နဲ့လောင်းပြီးတော့အလူကံပုဂ္ဂိုလ်တွေရဲ့မတော်မယောမြင်ပြီးလို့ရှိရင်စေတနာပြတ်တာမျိုးဆိုရင်ဒါကိုပဲနှစ်နာသွားပြန်ရအောင်အဲ့ဒါနော်ဟုတ်ပါဗျာဝိပတိတာရလို့ခေါ်တယ်ပေါ့အဲ့ဒါမျိုးလည်းမဖြစ်စေ